hello မြန်မာခင်ဗျာကျွန်တော်ဒီနေ့ပြပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copyright နဲ့ချိန်တိမှာ page quality အနေနဲ့ဖြစ်နေတယ် page is at risk ဖြစ်နေတယ်ဒီ page is at risk ဖြစ်တဲ့ဥစား copyright ထိတဲ့ဥစားဘလို့ affiliate တင်ပြီးမှဆင်းရလောက်သွားရမလဲဆိုပြီးဒီနေ့ဒီပြီးတော့အားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်အိမ်ဆုံးပြပေးမှာဒါကြတော့ပထမတစ်ယောက် add ထားတဲ့ page ပေါ့နော် copyright နဲ့ချိန်တိမှာ page quality အနေနဲ့ဖြစ်တဲ့ဥစားကျွန်တော်ပြပြင်ပေးပြီးအချိန်တူအတွင်းမှာ page ကဆင်းတော့ခဲ့တယ်ဆိုတော့ဆက်ပြပြပြီး live group ကျွန်တော်ပြပြပေးဖြစ်ပါတယ်ဒီဥစားကို ဲ့အဲ့ဒီပုံစံအတိုင်းစင်းအောင်ကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်အိမ်စိုးသူရဲ့ pitch main ကိုလာလိုက်ပါမယ် main ကိုလာပြီးဆိုကျွန်တော်အောက်မှာတစ်ချက်စစ်ကြည့်သွားမယ်ဆိုရင်ဒီ pitch owner တင်ထားတဲ့ content တွေအားလုံးက agency နဲ့ပတ်သက်ပြီးတင်ထားတဲ့ content တွေဖြစ်တဲ့အတွက်ကြောင့်မို့တစ်ခါတစ်ချက်ရှိကျွန်တော်ဒီလိုမျိုး document စာရွက်စာတမ်းတင်တဲ့အခါမှာဒီစာရွက်စာတမ်းမှာကျွန်တော်ဒီနာမည်ဒီ ID အချက်လက်ပါ냐ပါတဲ့အတွက်ကြောင့်မို့ portfolio ID ပါ냐ပါတဲ့အတွက်ကြောင့်မို့အခုလိုမျိုး state ကလေး highlight လုပ်ပြီးမှ pitch မှာတင်သွားနိုင်ရတယ်ဒီ account owner တော့ပထမတော့ကမသိနားမလဲပဲနဲ့သူက highlight မလုပ်ဘဲတင်သွားခဲ့တဲ့ချိန်မှာ straight နေချင်းအထိမှာ page quality အညာဖြစ်သွားခဲ့ပါတော့ပထမတော့ကတော့လွန်ခဲ့တဲ့လေးလလောက်က straight တစ်ချိန်ထိသွားခဲ့တယ်အခု6ရက်အရှိတ် straight တစ်ချိန်ထိတဲ့အတွက်ကြောင့်မို့ကျွန်တော်ရှင်မှာ service line edition မှာကျွန်တော်ဒီ page ကိုတေချာစစ်ဆေးပြီးမှပြုပြင်ထားတဲ့အတွက်ကြောင့်မို့ request debut တင်ဖို့တင်နေကျွန်တော်အသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပြီးမယ်အတွက်ကျွန်တော်တို့ request debut မတင်ခင်အရင်ဆုံးကျွန်တော် page မှာရှိနေတဲ့အမားနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးဖြည့်ပြသွားရမယ်ဒီ page owner ကျွန်တော်ပြောတယ် ဒီတဦးတယောက်ရဲ့တက်ပုံပညာတင်နေဆိုရင်သူတို့တက်ပုံပြန် edit လုပ်ပြီးတင်ရတယ်ဒီ travel agency နဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အတွက်ကြောင့် ID အချက်လက်နဲ့ပတ်သက်ပြီးတဦးတယောက်ရဲ့ဒီငွေလွှဲ screen shot နဲ့ပတ်သက်ပြီးဒါမှမဟုတ်လို့ရှိရင်ဒီ passport ဆောင်နဲ့ပညာနဲ့ပတ်သက်ပြီးတင်ထားဥစ္စာရှင်အလုံးဖြတ်ပါပြီးလို့ရှိရင် sticker ပညာအုပ်ပြီးတင်ပါလို့ပြောတဲ့ချိန်မှာကျွန်တော်ပြောတဲ့အတိုင်းအလုံးလိုက်နာပြီးဆောင်ရွက်ထားတယ်လိုက်နာပြီးတင်ထားတဲ့အတွက်ကြောင့်ဒီ page က corporate content တွေအလုံးဖြတ်ထားပြီး edit လုပ်ပြီးတင်ထားတဲ့ content ပဲရှိတဲ့အတွက်ကြောင့် request တွေပြုတင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက်ကြောင့် request တပြုကျွန်တော်တင်ပြပေးမယ်။အဲဆိုကျွန်တော် request တပြုမတင်ခင်ကျွန်တော် default တစ်ချက်သွားမယ်။ helen support တစ်ချက်နေမယ်။ပြီးရင်ကျွန်တော် sport and boss တစ်ချက်နေသွားမယ်။ပြီးရင်ကျွန်တော်ဒီမှာ ur alert တစ်ချက်ထောက်သွားမယ်။အကယ်လို့ကျွန်တော်ဒီထဲမှာ copy post copy connect ရှိရစဉ်အဲ့ဒီ copy post copy connect အားလုံးဖြတ်သွားရမယ်။ဘလို့ဖြတ်သွားမယ်ဆိုပြီးအရှိပီဒီမှာကျွန်တော်တင်ပြထားတဲ့ error set တစ်ချက်တွေ့ရှိနိုင်ပါတယ်။ဒီ page မှာတော့ copy post copy connect ပတ်သက်ပြီးကျွန်တော်အားလုံးဖြတ်ထားပြီးပြီးအတွက်ကြောင့်ဒီ page ကို request တပြုတင်ပြီးမှစိမ်းအောင်လုပ်ပြပေးမှာဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော်ဒီဖက်မှာ sus investment tip ဖြစ်နေဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်အနည်းချင်းနဲ့ကျွန်တော်ရှင်းပြပေးပါမယ်။ကျွန်တော် page ကအခုလိုမျိုးဒီ page recommendation your recommendation are suspended ဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်တော့ဒီ star ချက်ချက်ဖြစ်သွားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာ post အသေး content အသေး blog ပဲတင်တယ်လူအများစီကိုမရောက်ပဲနဲ့ဒီ page မှာရှိတဲ့ follower အနည်းပါးစီပဲရောက်တဲ့အတွက်ကြောင့်မို့ reach engagement ကျတော့ခဲ့မယ်ပြီးလို့ရှိရင် page ရဲ့ suggest ပါညာအလုံးပိတ်သွားခဲ့တဲ့အတွက်ကြောင့်မို့အထူးကူဆက်ဖို့လိုတယ်ဒါဘာကြောင့်ပိတ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ page မှာ straight နေချိန်ထိသွားခဲ့တဲ့အတွက်ကြောင့်ပိတ်သွားခဲ့တယ်ပြီးလို့ရှိရင်ဒီ page မှာ straight ထိတဲ့ admin account ပေါ့နော်ဒီ admin account လည်းအနီရဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီ admin account ကိုဒီ page ကနေထုတ်ပြီးမှအဲ့ဒါမှဒီဥစ္စာပြုပြင်မှတာရင်ဒီဥစ္စာပြန်မှပြသွားခင်မယ် ဒီမှာ तू ကတော့ attestation mention လုပ်ပြီးထားတာပါဗောနော်ဒီမှာဆိုရင် page history violation company standard ဗောနော်ပြောမယ်ဆိုရင်တော့ဒီ page မှာရှိတဲ့ admin account တွေအားလုံးက တန့်ရှင်းတရရမယ်အားလုံးစိမ့်နေရမယ်အကယ်လို့ page admin account အနေအားဖြစ်နေတဲ့အဝိုင်းအောင်ဖြစ်နေ straight ထိနေဆိုရင်တော့ edit admin account နဲ့ဆက်လက်ပြီး post content တင်မယ်ဆိုရင် edit admin account မှာရှိတဲ့ page manager group manager အားလုံးမှာ rich englishman ကြပါခင်မယ်နောက်တစ်ခု content ကျတော့ဒီ fraud content နဲ့ပတ်သက်ပြီး sensitive ဖြစ်တဲ့ content နဲ့ပတ်သက်ပြီးမဟုတ်မမှန်တဲ့သတင်းမျိုးနဲ့ပတ်သက်ပြီးတင်တော့ခဲ့တယ်သူများ content violation ဘာညာတိကျ edit လို့ပဲတင်တော့ခဲ့တယ်ဆိုရင်လည်း page not recommendation ဖြစ်တဲ့ attribute ကိုစိုက်ဖို့လုပ်တယ်ဒီဥစ္စာကျတော့ page history ဘာလို့ရှင်းပေါ့နော်အခုနောက်အတိုင်း page မှာ quality အနည်းအဖြစ်မဲ့အဝိုင်းအဖြစ်မဲ့ straight ဘာညာ ထိမယ်ဒါမှမဟုတ် pitch မှာတင်ထားတဲ့ content တွေက violation ဖြစ်မယ်ဆိုလို့ရှိရင်အခုလိုအတိုင်းဒီ not accommodation ဖြစ်တာပေါ့နော်နောက်တစ်ခုကျတော့ clip based span quality နဲ့ပတ်သက်ပြီးမလို့ပြောမစမဟုတ်မမှန်တဲ့နဲ့ပတ်သက်ပြီးဒါမှမဟုတ်ရှင်ကျွန်တော် video တင်တဲ့ခါမှာ video အထက်ကအကြောင်းညာဇေယောင်းနဲ့အကြောင်းညာဖြစ်ပြီးမယ် video tamil photo kaba photo မှာတော့ comma လေးချောချောလေးပုံနဲ့အခြားအကြောင်းညာနဲ့ပတ်သက်ပြီးတင်ထားတဲ့စင် tamil ပုံနဲ့ video အထက်အောက်ဆန်နဲ့ match မဖြစ်လို့ရှိရင် span ဖြစ်တော့ခဲ့ပါတယ်အဲ့ဒီမျိုး အဲ့လိုမျိုး content နဲ့ပတ်သက်ပြီးမှလည်းတင်သွားလို့မရဘူးနောက်တစ်ခုကျွန်တော်တို့စာရေးတဲ့ခါမှာလည်းကျွန်တော်ဒီ Facebook policy နဲ့မလုတ်ကင်းတဲ့စာသားတွေရေးပြီးတော့ခဲ့တယ်ဒီတဦးတယောက် dead body နဲ့ပတ်သက်ပြီးတေချောင်းနဲ့ပတ်သက်ပြီးဒါမှမဟုတ်တဦးတယောက်ဆွဆွဲတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်တော့ခဲ့တဲ့ blacklist sponsor မျိုးတင်တော့ခဲ့တဲ့ဆိုရင်လည်းကျွန်တော်တို့ page က page not recommendation ဖြစ်တဲ့ကြောင့် else attribute service လို့တဲ့နောက်တစ်ခုကျတော့ address violation policy ပေါ့နော် address policy ဆိုတော့စာကျွန်တော် page ကျွန်တော် page ရဲ့ add အပိုင်းဆို registry ဖြစ်နေတယ်ဒါမှမဟုတ်ရှင်ဒီ admin account မှာ registry ပါညာဖြစ်နေတဲ့ add အပိုင်းမှာဆိုရင် edit ဥစားပဲ face လုပ်ပြီးမှ page မှာ post content တင်လို့ရမယ်အခဲလို့ admin account straight ထိထားတဲ့ admin account ပြည့်ပြည့်အချင်းကြာတယ်ဆိုရင်အဲ့ဒီ admin account ဒီ page ကနေထုတ်ပြီးမှ admin အသစ်ခံပြီးမှအဲ့ဒီ admin အသစ်နဲ့ post content တင်ပြီးတောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ page no recommendation ပျောက်သွားခဲ့ပါမယ်အလိုလိုနေပေါ့နော်ဒါပေမဲ့ဒီဥစ္စာတော့ကျွန်တော်တို့ request debut အင်ဇွန်တင်ရပါမယ်အဲ့တော့ကျွန်တော်တို့ request debut တင်ဖို့ဆိုလို့ရှိရင်တော့ဒီ main တစ်ချက်ပါမယ်ပြီးရင် definition နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးက give feedback ကိုတစ်ချက်ထောက်သွားမယ်ပြီးရင်အပြာရန် button လေးတစ်ချက်ထောက်သွားလိုက်ပါမယ်ပြီးရင် allow တစ်ချက်နေမှာ ဒီပုံစံတန်းလေးဖြစ်လာခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာကျွန်တော် pitch မှာဖြစ်ပြတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော် pitch မှာဖြစ်နေတဲ့ issue နဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာ mention လုပ်ပြီးသွားရမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်စာရေးပြီးအစင်တိထားတဲ့အတွက်ကြောင့်အဲ့စာကျွန်တော်တစ်ချက် copy ကူးလိုက်ပါမယ် ျွန်တော်ဒီမှာအဲ့အတွက်ကျွန်တော်စာအစင်သစ်ရေးပြီးထားတာဥစ္စာရှိပါတယ်ကျွန်တော်ဒီမှာအားလုံးအစင်သစ်ရေးပြီးထားတာလေကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ဒီ page ရဲ့နာမည်ဒီမှာဆိုရင် travel to dubai ဆိုတဲ့ဥစ္စာနာမည်လေးထည့်ထားတယ်အားလုံးကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်နာမည်လေးထည့်ထားတယ်ပြီးရင်ဒီ page နာမည်ထည့်ထားတယ်ဒီအောက်မှာဆိုရင်သူ့ရဲ့ page url link ပါညာအားလုံးထည့်ထားတဲ့အတွက်ကြောင့်မို့ဒီ link ကို copy ကူးပြီးမှဒီထက်ကျွန်တော်ထည့်သွားပါမယ်အဲ့အတွက်ကျွန်တော်ဒီစာကိုကျွန်တော်ဒီကနေတစ်ချက်ဒီဥစ္စာအားလုံးကျွန်တော်တစ်ချက် copy ကူးလိုက်ပါမယ် ကျွန်တော်ဖြစ်ပြတဲ့အကြောင်းညာအသေးစိတ်ရေးပြီးတွားရပါမယ်ခင်ဗျာနော်ပြီးရင်အပေါ်မှာကျွန်တော် pitch လုပ်မယ်ကျွန်တော်ဒီမှာ pitch လုပ်ပြီးထက်သွားပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာ second shot တစ်ချက်ဖြတ်ပြီးမှကျွန်တော်တို့မှာဒီ pitch quality အနည်းငယ်ဖြစ်တဲ့ second shot ကျွန်တော်ထက်သွားမယ်အတွက်ကြောင့်ဒီဖက်ကိုကျွန်တော်တစ်ချက်နှိပ်ပြီးမှ second shot ထက်လိုက်ပါမယ် အားလုံးထက်သွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာလေးတစ်ချက် ML လေးချစ်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာတစ်ချက် ML ချစ်ပြီးမှကျွန်တော်ဒီကနေ့ဒီ submit report တို့တစ်ချက်နှိပ်ပြီးမှသွားလိုက်ပါမယ်ဒါကြတော့ primary step နဲ့ request တွေပြုတင်တဲ့ဥစ္စာ feedback လောက်တာဖြစ်ပါတယ်ဒုတိယ step နဲ့တော့ကျွန်တော်တို့ဒီ page မှာ straight ထိထားတဲ့ဥစ္စာနဲ့ပတ်သက်ပြီး request တွေပြုတင်သွားရမယ်အတွေ့အကြုံမို့အဲ့အတွက်ကျွန်တော် default တစ်ချက်လာမယ်ပြီးရင်ဒီဥစ္စာတစ်ချက်နှိပ်မယ် ကျွန်တော်ဒီမှာအဓိကအကြောင်းအရာပေါ့နော် corporate affiliate form ပေါ့နော်ကျွန်တော် pitch မှာအကြောင်းရင်းအမိမကျွန် straight ထိသွားခဲ့တယ်ဆိုရင်တော့ဒီ straight ကိုကျွန်တော်ဒီကနေ့ဒီ course review တင်သွားမယ်အတွက်ကြောင့်မို့ဒီ host တစ်ချက်နေမယ်ပြီးရင်တော့ကျွန်တော်ဒီမှာဆိုရင်ဒီ page နာမည်တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ်ဖုန်းနဲ့လောက်သွားခဲ့တယ်ဆိုရင်လည်းဒီပုံစံအတိုင်းအားလုံး step by step line နဲ့ follow ရတယ်ပြီးလို့ရှိရင်ကျွန်တော်လက်ရှိသုံးနေတဲ့ email တစ်ခုထည့်မယ်ပြီးရင်ကျွန်တော်ဒီ host တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ page ရဲ့ url link တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ်ပို့ပြီးမှစိတ်ချရအောင် နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာ request တပြုတ်ပြန်မှစာသားပါတော့အခုနစာသားပဲပြန် copy ပြုမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ check page လုပ်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာ page quality အနည်းအောင် second shot တစ်ချက်ထည့်မယ်အားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီရုပ်စာလေးကို submit နဲ့ပြီးမှသွားလိုက်ပါမယ်ဒီ quality ကို design ထားလိုက်ပါတော့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်အခုနကတော့ဒီ gmail ထည့်တဲ့အတွက်ကြောင့်မို့ဒီ gmail မှာ code ရှင်းလုံးကြမယ်အတွက်ကြောင့်မို့ verify code တစ်ချက်ထည့်မယ် အဲ့တော့ကျွန်တော်ကကုတ်ချလိုက်ခဲ့ပြီဆိုရင်ဒီကုတ်လေးပြင်မှာ copy ကူပြီးထည့်ပါမယ်ပြီးရင် confine ကိုကျွန်တော်တစ်ချက်နေပြီးတောင်းမယ်ဆိုဒီမှာ I'm not robot ကိုလည်း verify တစ်ချက်လုပ်သွားမယ်အတွက်ကြောင့်မို့ဒီ user တစ်ချက်နေမယ်ဒီမှာ best car ဆိုရင်ကျွန်တော် best car တစ်ချက် select လုပ်ပြီးသွားပါမယ်ကျွန်တော်စာ verify ဖြစ်သွားခဲ့ပြီဆိုရင်တော့အောက်ကနေကျွန်တော် submit နေပြီးတော်လိုက်ပါမယ်ခင်ဗျာနော်ဒီနေရာမှာအချင်းအနှဲငယ်ကြာမယ်တိုက်ရိုက်ကျွန်တော်ဒီကနေ့ ဖြတ်ပြီးမှသွားလို့မရပါဘူးဒီဥစ္စာ successfully ဖြစ်သွားခဲ့ပြီဆိုမှတည်းကျွန်တော်ဒီကနေထွက်သွားရပါမယ်ခင်ဗျာနော်လောလောဆယ်ဒီကနေထားလိုက်ပါ तू ကဒီ Facebook support team ကို तू ကစာပို့နေလို့ဖြစ်ပါတယ်အခုမှဒီမှာ from semi successful ဆိုလုံးဝအောင်မြင်သွားခဲ့ပြီသူတို့ဘက်ကနေစစ်ဆေးပြီးမှ contact လုပ်ပြီးကျွန်တော်တို့ရဲ့ email ဖြစ်ပြီး support inbox ဖြစ်ပြီးသူတို့ရဲ့ reply ပြန်လာမယ်အတွက်ကြောင့်ဒီဥစ္စာတစ်ချက် okay နေမယ်အကယ်လို့ကျွန်တော်တို့ request တွေပြုတင်တာမအောင်မြင်သေးဘူးကျွန်တော် page မှာ error ရှိသေးတယ် process ဘာညာကျန်သေးတယ်ဆိုရင်သူတို့ကပြလိမ့်မယ်အဲ့လိုတစ်ချက်ပြန် ြည့်ရှင်းပြီးမှနောက်တစ်ချိန် request တွေပြီးတင်သွားရမယ်ဒါပေမဲ့ဒီ page ကကျွန်တော် service attack တွေနဲ့ဆိုရင်9ရက်လောက်ရှိတော့ခဲ့တဲ့အတွက်ကြောင့်ဒီ page မှာဖြစ်နေတဲ့ error တွေဖြစ်နေတဲ့အမှားတွေကျွန်တော်ကိုယ်တိုင်တရားစစ်စစ်ပြီးမှအားလုံးအစင်သစ်လုပ်ပြီးမှ request တွေပြီးတင်တဲ့အတွက်ကြောင့်လုံးဝအောင်မြင်သွားလိမ့်ပါမယ်နောက်တစ်ခုကျတော့ကျွန်တော်အကြောင်းရင်းအမျိုးမျိုးကြောင့် page quality အနေအထားဖြစ်သွားခဲ့ပြီးဆိုရင်ကျွန်တော်ဒီကနေ့ request တွေပြီးတင်သွားရမယ်ကျွန်တော်ဒီမှာစတူဖက်က mention လုပ်ပြီးစာသားတွေရှိအများကြီးရှိတဲ့ဒီဥစ္စာအားလုံးဖတ်တော့ခွင့်နိုင်တယ်ကျွန်တော်ဒီဥစ္စာရှင်းပြမယ်ဆိုရင်အရင် ဗီဒီယိုရှိတော့ခင်မယ်ဆိုတဲ့အတွက်ကျွန်တော်ကျွန်တော် diet affiliate တင်ဖို့တောင်းလိုက်မယ်ကျွန်တော်ဒီနေရာမှာဆိုရင်တော့လက်ရှိသုံးနေတဲ့ email ကျွန်တော်ထည့်မယ်အတွက်ကျွန်တော်ကျွန်တော်ရဲ့လက်ရှိသုံးနေ email copy ပို့ပြီးထည့်လိုက်ပါမယ်ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာတစ်ချက် page ကိုယူလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာ request တွေပြုတင်ရမှာစာသားမှာနော်ပထမတစ်ခေါက်ဒုတိယတစ်ခေါက်တင်တဲ့ဒီစာသားဖြစ်တဲ့တတိယတစ်ခေါက်မှာတော့ကျွန်တော်ဒီစာသားလေးကို copy ပို့ပြီးမှထည့်သွားပါမယ်နော် ပြင် page လုံးမယ် organ နဲ့ submit နေပြီးတော့လိုက်ပါမယ်။ဒါကြတော့နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ request တပြုတင်လိုက်ဖြစ်ပါလေ။ဒီဥစ္စာလုံးဝအောင်မြင်သွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော် page ကအချင်းတို့အတွင်းမှာ page ကစဉ်းလာပါမယ်။ဒါပေမဲ့ကျွန်တော် page ကအခုလိုမျိုး request တပြုတင်လို့ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာအမားလုပ်ပြီးတော်လို့မရပါဘူး။ post content တင်တဲ့ခါမှာတေချာလေးသတိထားပြီးမှအဲ့ကဲလို့ဒီလိုမျိုးဘာလို့ဒီဘယ်လိုပြောမလဲဒီ scan number လေးတွေပါလာဆိုရင်ဒီအပေါ်မှာ sticker တစ်ခုခုပုံမယ်။အဲ့ကဲလို့အခြားအကြောင်းအရာနဲ့ပတ်သက်ပြီး ID အချက်လက်နဲ့ပတ် တက်ပြီးပါတယ်ဆိုရင်အခုလိုမျိုး sticker လေးတွေ bra ခံပြီးမသွားမယ်ဆိုရင်တော့ရတယ်အကယ်လို့ bra ခံပြီးမသွားဘူးဆိုရင်တော့ Facebook AI ကနေ detect လုပ်လို့ရှိရင်တော့ ထိသွားခဲ့မှဆိုရင် page ကပြန်မစိမ့်ပဲ suspended ပါ냐ဖြစ်တော့ဘူးနိုင်တဲ့အတွက်ကြောင့်အထူးကြိုးစားဖို့လိုတဲ့ page quality အနေအားဖြစ်တော့အလုံးတူပြီးမဲ့ page မှာတင်တဲ့ content တစ်ပတ်ချင်းတစ်ပတ်မတူတဲ့အတွက်ကြောင့်ကျွန်တော် request တပြုတင်တဲ့ခါမှာသူ့ page နဲ့သူ live ဖက်အောင်စာတွေပါရေးပြီးမှသူ့နဲ့သူတစ်ဆင့်တစ်ဆင့်ကျွန်တော် request တပြုတင်သွားရပါတယ် request တပြုမတင်ခင်အရှိမလွတ်ဆောင်ရ process လည်းအများကြီးရှိတယ်အဲဥစ္စာကျွန်တော်တစ်ချက်ပြမယ်ဆိုလို့ရှိရင် video အရင်ရှိသွားခဲ့မဲ့အတွက်ကြောင့်ပထမ video မှာကျွန်တော်တင်ထားပေးတယ်အဲဥစ္စာတစ်ချက်ပေါ်ချနိုင်ပါတယ်ခင်ဗျာနော် နောက်တစ်ခုကျတော့ကျွန်တော်ဒီ page မှာဆိုရင်အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်လို့မရဘူးအကယ်လို့အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်မယ်ဆိုရင်သူကဒီလူကုန်ကူးမှုနဲ့ပတ်သက်ပြီးသူက straight ပါညာတည်ထောင်ပွင့်နိုင်တဲ့အတွက်ကြောင့်အကယ်လို့အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်နေဆိုရင်အလုတ်ခေါ်ဆောင်တွယ်ဝဲပြီးမှတင်တော့လျရတယ်။အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်အောက်က comment box အစင်ပြောပြပါကျွန်တော်ဒီအလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးစာသားတွေကို value ရှိမှထင်အောင်ဘယ်လိုတင်သွားရမလဲဘယ်လိုစီသွားရမလဲဆိုပြီးအားလုံးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ ဒီနေ့ဒီပြန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်။အကယ်လို့ဒီ page ကပြန်စိမ့်လာခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် screenshot ရိုက်မှကျွန်တော်တင်ပြီးတော့မှဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော်ဒီမှာ live group အနေနဲ့ကျွန်တော်တခုပြပေးမယ်ခင်ဗျာနော်။ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဒီ page ကကျွန်တော်ကို page quality အနေအားဖြင့်မှ service add ထားတဲ့ဥစ္စာပေါ့နော်။အနေအားဖြင့်လည်း strike ကနှစ်ကြိမ်တိထားပေါ့နော်။အဲ့အတွက်ကျွန်တော်ဒီဘက်တစ်ချက်တောင်းမှဆိုဒီမှာကျွန်တော်ပြုပြင်ပြီးနောက်ပိုင်းမှာတော့ page က hundred မှ hundred percent စိမ့်တော့ခဲ့ပါတယ်။ဒီဥစ္စာလည်း hundred percent စိမ့်မယ်။စိမ့်တော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် ောင်း channel မှာ live group အနေနဲ့ second shot ရိုက်ပြီးကျွန်တော်တင်ပေးမယ်ဒီနေ့ဒီမြန်တော့ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်